မင်္ဂလာပါကျွန်တော်တို့လူသားတွေဟာလောလောဆယ်ကမ္ဘာပင်ပကိုကိုတိုင်ကိုကြမသွားရောက်နိုင်သေးပေမဲ့ကျွန်တော်တို့ရဲ့ကိုဘွား space probes တွေကိုတော့နေအဖွဲ့ကြီးရဲ့ net shine zone နေရာတွေအထိဆေးလွတ်ထားပြီးဖြစ်ပါတယ်လက်ရှိ2024-2025ကာလမှာဘယ်ဂျိုနာမှာဘယ်ရန်တွေရောက်နေလဲအင်္ဂါဂျိုပေါ်မှာဘသူတွေလမ်းလျှောက်နေလဲ နီအဖွဲ့စည်းရဲ့အစွန်ဆုံးကိုရောက်နေတာဘသူလဲဒီဗီဒီယိုမှာဂျိုအလိုက်ဆုံဆုံလင်လင်ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးနေနဲ့အနည်းဆုံးဘုဒ္ဓဟူဂျိုကနေဆလာရအောင်လက်ရှိမှာတော့ဥရောပ ESA နဲ့ဂျပန် JAXA ရောပူးပေါင်းပြီးလွတ်တင်ထားတဲ့ဘေဘီကလွန်ဘိုဆိုတဲ့ယဉ်ကြီးဟာခရီးနိုင်ဆဲဖြစ်ပါတယ်သူကဂျိုကို flybys လို့ပြီးအရှင်ယူနေတာဖြစ်ပြီး2025ခုနှစ်နောက်ပိုင်းကြမှာ ဂျိုဘတ်လမ်းကြောင်းတဲ့အပြည့်အဝဝင်ရောက်ပြီးလေ့လာမှဖြစ်ပါတယ်ဒုတိယကတော့တောက်ကြဂျိုပါပဲဒီမှာတော့ဂျပန်ကလွှတ်တန်းထားတဲ့အကတ်ဆူကီဆိုတဲ့ရင်းညာဂျိုကိုပတ်ပြီးထူထပ်တဲ့လေထုနဲ့ယာတီဥရုတွေကိုအဓိကထားလေ့လာနေပါတယ်ဒါအပြင်နေကိုလိလာဖို့တွားနေတဲ့ NASA ရဲ့ပါကာဆိုလာပရုတို ESA ရဲ့ဆိုလာအော်ဘီတာတို့ကလည်းတောက်ကြဂျိုနားကဖျက်ထင်း အချက်အလက်တချို့လျှမ်းယူလေးရှိပါတယ်ကျွန်တော်တို့ကဘာဂျိုအပ်မှာတော့ပြောင်းစရာမလိုပါပါပဲဂျိုတူပေါင်းထောင်ချီရှိတဲ့အဖြစ်လူရင်းနေထိုင်နေတဲ့အပြိပီဆန်ရအာဂါတာစခန်းနဲ့တရုတ်သူရဲ့တီယန်ကုန်းအာဂါတာစခန်းကြီးတို့ရှိနေပါလေကဲအခုစိတ်ရုပ်တွေအများဆုံးစုဝေးနေတဲ့အင်္ဂါဂျိုကိုတွားကြည့်ရမယ်ဒီဂျိုကကဘာပီးရင်အစီကန်းဆုံးပါပဲ မြေပြင်ပေါ်မှာဆိုရင် NASA ရဲ့နာမည်ကြီး Perseverance Rover ကတော့တရှိဇီဝရုပ်ကြွင်းအစအနေတွေကိုရှာဖွေနေသလို Curiosity Rover ကလည်းနှိရှေလများဓာတုဗေလဆိုင်ရာလေ့လာမှုတွေလုပ်နေပါတယ်။ခေါင်းငယ်ပေါ်ကနေလက်ပတ်ကြည့်ရှုနေတဲ့ Orbiters တွေကတော့အများကြီးပါပဲ။ NASA ရဲ့ MRO Odyssey နဲ့ Marvin တို့ရှိသလို့ ဥရောပရဲ့ Mars Express တရုတ်ရဲ့တရားဝင်1နဲ့ UAE နိုင်ငံရဲ့ Hope Probe တွေကလည်းအင်္ဂါဂျိုကိုဝိုင်းပြီးလစ်လာနေကြပါတယ်အခုနေအဖွဲ့စည်းရဲ့အကြီးဆုံးဂျာတပရေဂျိုစီခုန်ကူးလိုက်ရအောင်လက်ရှိမှာ NASA ရဲ့ Juno ယင်ကဂျိုကြီးကိုပတ်ပြီးတန်မှန်ဆက်ကွင်းနဲ့လေထုအကြောင်းတွေပေးပို့နေပါတယ်ဒါဒီမကားသေးပါဘူး 2023မှာလွှတ်လိုက်တဲ့ဦးမျိုးပရဲ့ Juice Mission နဲ့2024အောက်တိုဘာမှာလွှတ်တင်လိုက်တဲ့ NASA ရဲ့ Europa Clipper တို့ဟာလည်းလမ်းခီမှာရှိနေကြပါတယ်။သူတို့ရောက်သွားရင်တော့သက်ရှိတွေရှိနိုင်တယ်လို့ယူဆရတဲ့ Europa လိုအရန်လာတွေကိုအဓိကထားရှာဖွေကြမှာပါ။ ကွင်းတွေနဲ့လာပါတဲ့စနေဂျိုမာတို့နာမည်ကြီးကက်စီနီရင်ပြတ်ချသွားပြီးနောက်ပိုင်းလက်ရှိလက်ပါလေလာနေတဲ့ရင်မရှိသေးပါဘူး။ဒါပေမဲ့စိတ်မပူပါနဲ့။အနာဂတ်မှာတိုက်တန်လာစီသွားမယ်။ Dragonfly Mission လာပါလိမ့်မယ်။အလံဝေးကွာလို့နဲ့ Uranus နဲ့ Neptune စီမာတို့1980ပြီလို့နဲ့ဒီက Voyager 2ဖြတ်သွားတာကလွယ်ရည်။လက်ရှိမှာဘာရင်မှမရှိသေးပါဘူး။တော့ဆုံးအနေနဲ့ ဂျိုဖူဘလူဒိုနဲ့နေဖွဲ့စည်းအကင်ဘတ်ကိုကြည့်မယ်ဆိုရင် NASA ရဲ့ New Horizons ရင်ဟာဘလူဒိုကိုကျော်လွန်ပြီး Kuiper Belt ထဲကအရာဝတ္ထုတွေကိုဆက်လက်လည်လာဖို့ခရီးဆက်နေပါတယ်။ပြီးတော့လူသားတို့တမိုင်းမှာအဝေးဆုံးကိုရောက်ရှိသွားတဲ့ Voyager 1နဲ့2တို့ဟာဆိုရင် Near Horizons ရဲ့နာမည် Interstellar Space Tethy ရောက်ရှိပြီး စัจจဝလာအแทးကိုဥတီတွာလာနေကြပြီဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါတွေကတော့လက်ရှိအချိန်မှာကျွန်တော်တို့နေအဖွဲ့စည်းထဲကဂျူဒီစီကိုရောက်ရှိနေတယ်တွာရောက်နေတဲ့အဓိကရင်းနေပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ကောဘယ်မစ်ရှင်ကို စိတ်ဝင်စားဆုံးလဲဂျာတပဒေဂျူကလာဒီစီတွာမယ်ယူရိုပါခလစ်ပါလား င်္ဂါဂျိုဘိုက perseverance လာကောမန်မှာဆွေးနွေးပေးသွားကြပါဦး